င်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ lens မှန်ဘလူးတွေအကြောင်းပဲဖြစ်ပါတယ်။အော်ဒီသင်ခန်းစာကိုမသင်ရသေးခင်မဆွေးနွေးခင်မှာဒီသင်ခန်းစာသင်ရခြင်းရဲ့ရွယ်ချက်ကိုအရင်ပြောပြမှာဖြစ်ပါတယ်။ဒီသင်ခန်းစာသင်ရခြင်းရဲ့ lesson objective ရွေးချက်အရော ကွေးတဲ့မျက်နှာပြင်တွေကိုဖြတ်ပြီးတော့အလင်းရိုင်ခြင်းအကြောင်းကို ဖော်ပြတတ်စေရန်နောက်ဖော်ပြတတ်ပြီးတော့သိရှိစေရန်မှန်ဘလူးကိုဖြတ်ပြီးတော့အလင်းရိုင်ခြင်းနဲ့မှန်ဘလူးဆိုင်ရာညီမြခြင်းတွေကိုစူးစမ်းလေ့လာတတ်စေရန်ပြီးတော့အဲ့ဒီညီမြခြင်းတွေကိုအသုံးချပြီးတော့ problem တွေပုံစံတွေကိုဖြေရှင်းတတ်ဖို့ဖြစ်ပါတယ်နောက်တစ်ချက်ကမှန်ဘလူးရဲ့ power နဲ့ခြေကင်းအစကင်းတွေကိုစူးစမ်းလေ့လာတတ်စေဖို့ပဲ ဖြစ်ပါတယ်ကြည့်အောင် ဟုတ်ဒီ8.1 refreshing at the cup survey ကို မပြောခင်ဒီခန်းမှာဒီချက်ဖြည့်ပြောချင်တာရှိပါတယ်ဒီသင်ခန်းစာမှာဒီ chapter မှာတော့ကိုင်းနေတဲ့မှန်ဘလူးတွေရဲ့မျက်နှာပြင်တွေမှာအလင်းရိုင်တာကိုဆွေးနွေးမှာပဲဖြစ်တယ်မှန်ဘလူးတွေဟာအလင်းပြောင်းခြင်းအစား အလင်းရိုင်ခြင်းအပြင်ချင်းမုံခွေချင်းမုံခွေဆိုတာကတော့ great tan မှာတင်ခဲ့ပြီးသား concave mirror တွေပဲဖြစ်ပါတယ်အဲ့တော့ concave mirror တွေမှာပေါ်တဲ့ပုံရိပ်တွေနဲ့စင်တူတဲ့ပုံရိပ်တွေကိုမှန်ဘလူးတွေမှာလည်းဖြစ်ပေါ်စေတယ်ဒါကြောင့်မလို့ဒီအခန်းမှာ cup surface တွေရဲ့ lens တွေကို ဖြတ်ပြီးတော့အလင်းရိုင်ခြင်းရဲ့မှန်ဘလူးတွေရဲ့ power နဲ့ခြေကိန်း magnification တွေအကြောင်းကို လေ့လာမယ်ဆွေးနွေးသွားမယ်ဖြစ်ပါတယ်အဲ့တော့ညီငွေမျက်နှာပြင်တစ်ခုပေါ်မှာဖြစ်တဲ့ဒါအလင်းရိုင်ခြင်းအကြောင်းပေါ့8.1 refraction at the cup surface consider a spherical surface of radius r separating the two media 1 2 as shown in figure the two rays from point object O are incident on the curved surface. The ray incident at A will be refracted at the surface, meet the ray propagating along the exit at point I. The light ray along the exit is incident on the surface normally and hence is not bent. The point object O thus has it image at i ဒီမှာပုံမှန်ပြထားတဲ့အတိုင်းဂျားကန်နဲ့တင်းနဲ့နှင်းနဲ့ပေါ့ဒီမှာဂျားကန်နဲ့တင်းနဲ့နှင်းနဲ့ကို n1 n2 နဲ့ပြောထားတယ်အဲ့ဒီဂျားကန်နဲ့ရဲ့အလင်းရည်ညွန်ကိန်းသင်္ကေတ refractive index သင်္ကေတ n နဲ့ဖော်ပြထားတယ်ဂျားကန်နဲ့တင်းနဲ့နှင်းနဲ့ရှိတယ်အဲ့ဒီမှာသူ့ရဲ့အလင်းရည်ညွန်ကိန်းဟာ n နဲ့ဆိုတော့ n1 n2 လို့ကျေတို့ဒီမှာဖော်ပြထားပါတယ်အဲ့တော့ပုံမှန်ဒီမှာပြထားတဲ့အတိုင်းဂျားကန်နဲ့ N1 နဲ့ N2 နဲ့ကို radius r ရှိတဲ့စလုံးမျက်နှာပြင်တစ်ခုနဲ့ချထားတယ်လို့ဆိုပါစို့အဲ့တော့အမှတ် O ကနေပြီးတော့ point object O ပေါ့နော်ဒီက point object O ကနေအလင်းနန်းနှစ်ခုပေါ့ဒီမှာအလင်းနန်းဒီမှာအတက်တစ်ခု parallel ဒီမှာဝင်ရိုးနဲ့ဝင်ရိုးအတိုင်းပဲဒီဒီ exit အတိုင်းပဲဒီ x exit x ဝင်ရိုးအတိုင်းပဲဒီမှာအလင်းနန်းတစ်ခု now down degree တစ်ခုစောင်းပြီးတော့အလင်းနန်းတစ်ခုပေါ့ အလင်းနှန်းနှစ်ခုဟာဒီ cup surface ကို ရိုက်လိုက်မယ်အဲ့တော့ရိုက်လင်းနှန်းဟာ a မှာ အမှတ် a မှာဒီမျက်နှာပြင်က နေပြီးတော့ရိုက်မယ်ပြီးတော့မှအဲ့ဒီအလင်းနှန်းဟာဝင်ရိုးတစ်လျှောက်သွားပြီးတော့မှအမှတ်ဒီမှာဒီမှာလဲမျက်နှာပြင်ဒီမှာ p ကိုရိုက်မယ်မျက်နှာပြင်ဒီဟာ a အမှတ်ဒီမျက်နှာပြင်ပေါ်မှာရှိတဲ့အမှတ်ဒီအလင်းနဲ့ B ဒီအလင်းနဲ့အမှတ် A ကိုရိုက်မယ်ရိုက်ပြီးတော့မှအဲ့ဒီရိုက်လင်းနဲ့ဟာဒီမျက်နှာပြင်ကနေပြီးတော့ဂျိုင်းမယ်ပြီးတော့ ီအလင်းနှံကဝင်ရိုးတစ်လျှောက်သွားပြီးတော့အမှတ် IND ရောက်မယ်ဟောတာမန်အားဖြင့်တော့အလင်းနှံဟာဝင်ရိုးတစ်လျှောက်မျက်နှာပြင်ကိုရိုက်ပြန် incident ဖြစ်မယ်ပေါ့နော်ရိုက်လိုက်မယ်ဒါပေမဲ့သူကကွေးပြီးတော့ကွေးမသွားဘူးပေါ့ကွေးမသွားဘူးအဲ့တော့ဒါကြောင့် object O ရဲ့ image ကဒီ I မှာရှိနေမယ်ဒါဒီ object O ရဲ့ image ကဒီဘက်မှာပေါ်မယ်ပေါ့နော်အဲ့တော့ဒီဘက်မှာဆက်ကြည့်ရအောင် median 1ရဲ့ refractive index ဟာရခုနပြောသလိုပဲ n1 median 2ရဲ့ refractive index အလင်းရညွန်ခဲ့ရ n2 အဲ့တော့ ray တွေဟာ para excel ဖြစ်တယ်ပေါ့ para excel ဆိုတာကတော့မူလဝင်ရိုးနဲ့ဒါဝေးနေတဲ့ ray တွေဖြစ်တယ်ဆိုရင်ဒီမှာရှိတဲ့ alpha beta gamma နဲ့ theta 1 theta 2တွေဟာအရန်ကိုသိငယ်တယ်တကယ်လို့ရှေ့အခန်းမှာသင်ပြီးသား snell law အရာ နဲလောကတခြားတို့တည်ပြီးသားစိုင်းတီတာပိုင်းတီတာ1ပိုင်းစိုင်းတီတာ2ဟာ constant ဖြစ်တယ်အဲ့ဒီ constant ကိုပဲ refract index လို့သတ်မှတ်ခဲ့ကြပါဗါတယ်အဲ့တော့အဲ့ဒီစနဲလောအရာစိုင်းတီတာ1ပိုင်းစိုင်းတီတာ2 equal n2 by n1 i n1 ပေါ့เนาะရှေ့အခန်းမှာလည်းတခြားတို့ဒီစနဲလောဟာသိခဲ့ပြီးသားပါ အဲ့တော့ဒီ derivation ကဒီလို sin theta 1 sin theta 2 equal n2 by n1 အဲ့တော့ဒီချက်တို့ကဒီမှာ crossing မြောက်လိုက်တဲ့အခါမှာ n1 sin theta 1 n2 sin theta 2ဆိုပြီးတော့ဖြစ်မယ်အဲ့တော့ if an angle is small and expressed in radian အဲ့တော့ angle လေးတွေကအရင်သေးတယ်အဲ့တော့သူက radian နဲ့ပေါ်ပြလိုက် ဖော်ပြတဲ့အခါမှာ sin theta 1 equal to theta 1လို့ဖော်ပြလို့ရတယ် sin theta 2ဟာ theta 2လို့ဖော်ပြလို့ရတယ်အဲ့ဒီအခါမှာဒီချက်တို့ဟာ sin နေဖယ်လိုက်မယ် theta n1 theta 1 and 2 theta 2ဆိုပြီးတော့ formula ရလာမယ်အဲ့တော့ triangle OAC မှာဒီမှာတိကံတစ်ခုနှစ်နှာညီတိကံဖြစ်အောင်ဒီအဆက်အဆက်မြင်းလေးကိုဆွဲလိုက်တယ် dotted line လေးဒီမှာ center ကဒီကွေးနေတဲ့မျက်နှာပြင်ရဲ့ဒါ နောက်ထပ်အမှတ်တစ်ခုပေါ့စန်တာအောက်ကဘဲချလို့ဟာမျိုးဟာဆွဲလိုက်မယ် triangle OAC အဲ့ဒီမှာ theta 1 equal to alpha plus beta အဲ့တော့ alpha plus beta ဒီ alpha နဲ့ beta နဲ့ပေါင်းခြင်းဟာဒီက theta 1နဲ့ဆက်ဆွဲမြင်းရဲ့အပြင်ဘက်တောင်းနဲ့ညီတယ်ဒါအတင်းချာနေရပါ in triangle နောက်တစ်ခုက IAC triangle IAC ဒီမှာ IAC triangle IAC မှာဆိုလို့ရှိရင်ဒီမှာလေ beta equal ဒီမှာ beta equal ဒီကတောင်းတစ်ခု ပေါင်းခြင်း theta 2 plus gamma အဲ့တော့ဒီနှစ်ချက်ကိုကြည့်ခြင်းအပြင် beta ဆိုတာက h by r opposite by adjacent နောက်တစ်ခါ alpha ဆိုတာကတော့ဒီမှာဒီတရိဂံလေးကတောင်းမှန်တရိဂံပုံစံဖြစ်တယ်ဒီချက်ဒီမှာပြထားတယ် တတိကံလေးရဒီမှာ h က h by r alpha ဆိုရင် alpha ကလည်းဒီချက်တို့က h by ဒီမှာ u ပါ h by u ဒီအနားပေါ့နော် h by u အဲ့တော့ဒါကြောင့်မလို့ n1 by h ကို n1 by u ပြီးရင် plus n2 by v equal n2 minus n1 by r equation တွေကိုဒီချက်တို့ကဒါအစားသွင်းလိုက်တာပေါ့နော်အစားသွင်းလိုက်တဲ့အခါမှာ the first median နဲ့ air ပထမ median အတွဲ n1 equal to a 1 air ဖြစ်တဲ့အတွဲ air ရဲ့ refractive index က1ဆိုတာဒီချက်တို့ရှေ့ရသင်ခန်းစာမှာသိခဲ့ပြီးသား air ရဲ့ refractive index က1တခြား refractive index တွေကသာများသွားတာเนาะ ice to water တို့ diamond တွေရဲ့ refractive index တွေက air ထက်များတဲ့ air အနည်းဆုံးဒါကြောင့်မလို့ air ရဲ့ဒီက air median တွေကနေတခြား median ဖန်တော့ glass ပဲဖြစ်ဖြစ် glass ကိုပေါ့เนาะဒါဆိုရင်ဒါမှန်မလို့ဆိုတော့ဒီချက်တို့က glass ပေါ့ ော်ဖန်နှုန်းကိုဖြတ်တဲ့ဂျားကန်နဲ့ air to glass ဖြတ်တဲ့အခါမှာ air reflected index က1လို့ရေးတာပါအဲ့တော့ n2 equal to ဟာ n n2 ကိုဒီချက်တော့မသိခင်တလုံးအနေနဲ့ n လို့သတ်မှတ်ထားပါတယ်ဒါကြောင့်မလို့1 by u plus n by v equal to n minus r အဲ့တော့ n1 n2 ကိုဒီ equation မှာအစားသွင်းလိုက်တဲ့သဘောပါဆက်ကြည့်အောင်ဒီမှာ ် lens equation lens equation ကတော့ပုံမှန်အရာ1 - u + 1 - v = 1 - f အဲ့ဒီ derivation အတွက်ဒီ1 - u + 1 - v equal to 1 - f တို့နောက် lens bigger equation ကိုရလာတယ်ဒါ definition တွေပေါ့เนาะအခုနတစ်ချက်ပြောတဲ့အမြဲတမ်းသုံးနေကြ1 - u + 1 - v equal to 1 - f ကတော့ lens bigger equation ကတဆင်ရတာပါဒီကတော့ lens equation ရဲ့ derivation ကိုဒါ explanation လောက်မှာဖြစ်ပါတယ် for first refraction at the surface s1 အဲ့တော့ ပထမ surface ဒီမှန်ဘလူးပါဆိုရင်ဒီမှန်ဘလူးခုံးပေါ့เนาะဒါမှန်ဘလူး converse lens လို့ခေါ်တဲ့မှန်ဘလူးခုံးမှာအလင်းရိုင်တဲ့အခါအဲ့တော့ surface S1 ကို ဖြတ်တဲ့ refreshing အားကြတော့ဒီချက်တို့က N1 800အဲ driving မှာရလာတဲ့ formula အတိုင်းပဲ N1 by U1 plus N2 by V1 equal to N2 minus N1 R1 နောက် second reflection အတွက်ကကြတော့ and do by u2 plus ny my v2 ဒီနဲ့ဒီဘက်ခြမ်းနဲ့ဒီဘက်ခြမ်းနဲ့မတူတာကိုမတူမတူတာအစားသွင်းပြီးရေးတာပေါ့နော်အဲ့တော့ and do minus n1 by r2 အဲ့တော့ image i1 form at the first surface at as the object for the second surface of the land အဲ့တော့ image i1 ကပထမမျက်နှာပြင်ကနေပထမမျက်နှာပြင်မှာ ရှိနေမယ် နောက်တစ်ခုကသူကဒုတိယမျက်နှာပြင်အတွက်သူက object object အသွင်ဒါ object ပုံစံပြန်ဖြစ်နေမှာပေါ့နော်အဲ့တော့နောက်ထပ် u1 equal to minus v1 plus t အဲ့တော့ဒီမှာ t ဆိုတဲ့သင်္ကေတ t ကတော့ဒါအမှန်မလူရဲ့အထူပေါ့နော်ဒီမှာက minus v1 ရေးထားတယ် negative sign ရဲ့သင်္ကေတကဘာကြောင့်လဲဆိုတော့ i1 ဟာ virtual image ဖြစ်နေတဲ့အတိတ်ပဲပါဒီလိုအလင်းနှန်းနေ ရိုင်လင်းတန်းတွေကဒီဘက်မှာရိုင်သွားတယ်အဲ့ဒီရိုင်လင်းတန်းရဲ့နောက်ပြန်ဆက်ပြီးတော့ imaging လောက်ထားပြီးခွဲဖြားလာဟန်ရှိတယ်ဆိုတဲ့အမှတ်အာနေဆွဲတာဖြစ်တဲ့အတွက်သူက i1 ဟာ virtual image ပါ surface s1 အတွက် i1 ဟာ virtual image ဒါပေမဲ့ s2 အတွက်ကတော့သူက real object ဖြစ်ပါတယ် since the thickness of lens t is small compared to object and image distance အဲ့တော့ u1 v1 အဲ့တော့ YouTube equal minus v1 ကို ပြန်ပြီးတော့ဒီ equation မှာပြန်သုံးမယ်ဆိုရင်ခုန equation မှာပဲဒီချေတို့ဒီ data တွေအစားသွင်းလိုက်တဲ့အခါမှာ v equal to v2 distance ကိုနောက်ခါသူက the object distance for the land is u equal to u1 and the image distance is v equal to v2 or the median one is the air ဒါကြောင့်မလို့ n n1 က median 1ရဲ့ refractive index က1ရေးပါတယ်အဲ n2 ကတော့ something တခြား median အသား median ဖြစ်တဲ့အတွက်ကျတော့ n လို့ရေးလိုက်တာပါเนาะ n လို့သတ်မှတ်တယ်အဲ့တော့ 1-u 1-v equal to n2 minus n1 into 1 by r1 minus 1 by r2 ဆိုပြီးတော့ဒါ equation ကရလာပါတယ်အဲ့တော့ we define Fogelin f of the land as the image when the object is at infinity hence the substitution u equal infinity image က infinity အကွာအဝေးမှာဒါ u ဆိုတာ object distance မှာ v ဆိုတာကတော့ image က distance မှာဒါကြောင့်မလို့ substitution u is equal to infinity and v equal to f image က Fogelin မှာရှိနေမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ image ရဲ့ distance က Fogelin နဲ့အတူတူပဲလို့ရေးလိုက်တာပါဒါကြောင့်မလို့အပေါ် equation က landscape equation ဆိုတဲ့ဒီလိုမျိုးပုံစံဖြစ်ပေါ်လာပါတယ်1 by f equal n2 minus n1 into 1 by r1 minus 1 by r2 ဒါကြောင့်မလို့1 by u plus 1 by v equal to 1 by f အော်ဒီ equation နှစ်ခုကိုတကယ်လို့ ਆ ပါဖြစ်လဲညီမြလိုက်တာပါဒီ equation နှစ်ခုအရာဒီဟာ1 by u plus 1 by v equal to 1 by f ဆိုပြီးတော့ကျွန်တော်ပုံစံပုံစာထဲမှာအမြဲတမ်းတွက်နေတဲ့ဒီ equation လေးอ่ะဒါ derivation ကိုတော့ဒါ explanation လုပ်လိုက်တာပါမင်းတို့ကျက်ရမယ့် equation อ่ะဒါဖြစ်တယ်။နောက် length က equation ကိုဖော်ပြပါဆိုရင်တော့ဒီ equation ကျက်ရပါလိမ့်မယ်။ derivation ကတော့မေးလင်မေးတာတော့တအားမရှိပါဘူး။အာပတ်ရမယ့် equation ကတော့နောက် linear နေကဒီ မှန်ဘလူးကိုဘလူးဖြတ်တယ်ပုံရိပ်ဘလူးပေါ်တယ်အဲ့ဒီရဲ့လင်းနှန်းနေဖြတ်တယ်မှန်ဘလူးနဲ့ပတ်သက်လို့ property တွေပုံရိပ်ပေါ်တာတွေအဲ့ဒီပုံတွေကိုဆွဲတတ်အောင်ပုတ်စာတွေကိုတွက်တတ်အောင်လေ့ကျင့်ထားဖို့ပဲလိုပါတယ်ဆက်ကြည့်ရအောင် this is general formula for the thin line thin line ရဲ့ general formula 1 by u plus 1 by v equal 1 by f လို့ပြောတာပါ။ Now the object distance u and the image distance v are measured from the center of length p. အဲ့တော့ဒီချက်ဒီမှာ ဖြည့်ပြောခြင်းပါတယ်။အဲ့တော့ဒါ length ဆိုပါစို့။ဒါ length ရဲ့အလယ်ဘိုးအဲ့ဒီမှာ principal axis ကိုဆွဲလိုက်မယ်။မူလဝင်ရိုးပေါ့နော်။အဲ့ဒီမှာမူလဝင်ရိုးပေါ်မှာဒါ object ပေါ့။ object o prime အဲ့တော့ image ပေါ်မယ်ဆိုလဲ image ပေါ့เนาะတကယ်တော့ဒါ real image အနေနဲ့ဥပမာအနေနဲ့ဆွဲတာပါ ဒါ iron brine ပေါ့ object နဲ့ lens နဲ့ရဲ့အကွာအဝေး lens ရဲ့အလယ်မှတ်နဲ့ object ရဲ့အကွာအဝေးဟာ object distance u လို့သတ်မှတ်ပါတယ် lens နဲ့ image ရဲ့အကွာအဝေးဟာ v လို့သတ်မှတ်ပါတယ် object distance ဆိုရင် u image distance ဆိုရင် v ပါဒီမှာဆိုရင်သူက focal length ပေါ့နော် focus ပေါ့ဒီမှာ ပုံနေဆွဲတဲ့အခါမှာဒီချေကတော့ symmetric ဖြစ်အောင်ဆွဲဖို့မှာကျင်ပါတယ် symmetric ဖြစ်အောင်ဆိုတာက လန်းစ်ကိုလည်းဆမတ်ထရစ်ဖြစ်အောင်လဲမှာခဲပါးပါးလေးချပြီးတော့မှဒါပရိုထရက်တာနဲ့ပဲဖြစ်ဖြစ် အဲ့တော့တောက်ဆူးနဲ့ဆဝိုင်းကျန်းလိုပုံစံမျိုးဆဝိုင်းပုံစံဆွဲပြီးတော့ပဲဖြစ်ဖြစ်ဆွဲလို့ရပါတယ်အဲ့တော့ protractor နဲ့ဆွဲတာလည်းအဆင်ပြေပါတယ်အဲ့တော့အလဲမက်ကိုမှတ်ပြီးတော့မှအပေါ်မှာဒီမှန်ဘလူးကိုဆွဲရင်လည်းအပေါ်မှာ2 cm ဆိုရင်2 cm အောက်မှာလည်း2 cm ပေါ့အလဲကနေပိုင်းလိုက် principal exit ကိုဆွဲမယ်ပြီးရင်ဒီမှန်ဘလူးနဲ့ဒီမှာ2 cm အကွာအဝေးရှိတဲ့နေရာမှာ focus ဆွဲတယ်ဆိုရင်ဒီဘက်2 cm အကွာမှာလည်း f ရှိရမယ်နောက်ဒီ F နဲ့နှစ်ဆငွေးတဲ့နေရာမှာ 2F ရှိရပါမယ်။ဒီမှာလဲ F နဲ့နောက်ထပ် F နဲ့နောက်ထပ်2စင်တီမီတာပေါ့နော်နှစ်ဆမဟုတ်ဘူး2စင်တီမီတာဝေးတဲ့နေရာမှာပြောချင်တာကတော့ဒီမှာ2စင်တီမီတာ P နဲ့ F နဲ့အကွာအဝေးက2စင်တီမီတာ F နဲ့နောက်ထပ် 2F နဲ့အကွာအဝေးက2 cm ဒီ focus ကတော့ဒါမူလဆောင်ရဲ့ focus point focus နှစ်ခုမှန်ဘလူးမှာမျက်နှာပြင်နှစ်ဖက်က transparent ဖြစ်တဲ့အတွက် focus နှစ်ခု ဒါ 2F နှစ်ခုပေါ့ 2F ကိုစင်တာအောက်ကဘာချောက်ဒီကတော့ 2F လို့သတ်မှတ်တာပါနောက်မှလည်းဆက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ symmetric ဖြစ်ရ2 cm 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 ဒါဥပမာပြောပြတာ symmetric ဖြစ်ရမယ်ဒီ F နဲ့ F နဲ့ကနှစ်ဆဖြစ်ရမယ် 2F က F ရဲ့နှစ်ဆဖြစ်ရပါမယ်။ဒါကြောင့်မလို့ကျတော့ဒီမှာသတ်မှတ်တာလဲစင်တာအောက်ကဘတ်ချောက် lens မှာ 2F လို့သတ်မှတ်ထားတာဖြစ်ပါတယ်။အဲ့တော့ focus ကကြတော့မှန်ဘလူးနဲ့ focus ကကွာဝေးရ focal lens မှာ နှမဆိုရင် V နဲ့ U နဲ့အကွာဝေးကဘယ်ကကွာဝေးလို့ကွာဝေးမှန်းမသိဖြစ်မှာဆိုလို့ဒီလိုအလွဲမှတ်နီးလေးပေါ့နော်ဒါအများနဲ့မှန်ကန်တဲ့မှတ်နီးကိုမှတ်ခိုင်းတာပါပုံလေးနဲ့ဖြည့်ပြောပြတာပါအော်ဒီမှာဆိုရင် 1-U 1-V 1-F ဆိုတာကတော့ thin slant တွေအတွက် general formula ဖြစ်တယ်ပုံစံအတွက်တိုင်းအတွက်တိုင်းအသုံးပြရမှာဖြစ်တယ်အဲ့တော့ sign convention ဒီခုနဒီ UAV ရဲ့ app ကိုတတ်မှတ်ချက်ရဲ့နောက်ပုံဆွဲနည်းရဲ့ကိုပုံအမြဲတမ်းဆွဲတိုင်းဆွဲတိုင်းဒီချက်ကတော့ဒီလိုမှန်ဘလူးကိုလည်းအဲဒီ symmetric ဖြစ်အောင်ဆွဲစေခြင်းနဲ့အဲ့ဒီမှာမှန်ဘလူးရဲ့ symmetric ဖြစ်တဲ့အလယ်မှာ principal exit ကိုဆွဲချလိုက်ပြီးတော့မှအဲ့ဒီပုံမှာ f တွေ focus တွေ 2f တွေ point တွေကိုအရင်တတ်မှတ်လိုက်ပါမယ်။ရှေ့ဘက်ကလည်း symmetric ဖြစ်အောင်နောက်ဘက်ကလည်း symmetric ဖြစ်အောင်ပြီးတော့မှပုံကိုဘလို့ဒီ object ကိုဘလို့ထားမှလဲပုံရိပ်ကဘယ်မှာပေါ်ရမှာလဲဆိုတာသူ့အလို့ ဒါပုတ်စာရဲ့အလိုအတိုင်းပေါ့နော် diagram ဆွဲခိုင်းတဲ့အလိုအတိုင်းသွားရမှာပဲဖြစ်ပါတယ်ဒါကတော့အမြဲတမ်းမှတ်ရမယ်မှန်နည်းလေးပါအဲ့တော့ the sign convention for the land အဲ့တော့ဒီမှန်ဘလူးတွေမှာသုံးရမယ်ပုတ်စာတွက်တဲ့ခါမှာသုံးရမယ်လက္ခဏာသတ်မှတ်ချက်တွေနားလည်ရမယ်လက္ခဏာသတ်မှတ်ချက်တွေပဲဖြစ်ပါတယ် the image formed by the land may either be real or virtual and erect or inverted image တွေကလမ်းတွေမှာပေါ်ရင်အမြဲတမ်း real image ရှိတယ် virtual image ရှိတယ် real ဆိုရင် inverted ဇောက်ထိုးပေါ်တယ် virtual image ဆိုရင် erect ပေါ်တယ်အဲ့ဒါရှေ့ရတွေမှာလည်းရှေ့ရသင်ခန်းစာတွေမှာလည်းမင်းတို့သိထားပြီးသားပါ grade 10တော့ကလည်း curve mirror တွေသင်တော့ကလည်းသိခဲ့ပြီးသားဖြစ်မှာပါ Hence the following sign convention are required in applying lens formulae to solve the problem. ပုံစံတွေတွက်ဖို့အတွက် sign convention တွေကလိုအပ်ချက်ရှိပါတယ်။လိုအပ်ပါတယ်။အဲ့တော့လိုအပ်တဲ့ဒီ apply ဒီ လန်းဖော်မြူလာတွေအသုံးချဖို့အတွက်လက္ခဏာသတ်မှတ်ချက်တွေလိုအပ်ပါတယ်အဲ့တော့ဘယ်လိုတွေလဲဆိုရင် distance of real object real emission real focus are positive အမြဲတမ်းပဲ real object ဟာယူတန်မိုးတွေပေါ့ real object ရဲ့ယူတန်မိုး real image တွေ v တန်မိုးတွေပေါ့ real image တွေနောက် real focus f တွေရဲ့ဟာတွေက real ဆိုလို့ရှိရင်တကယ်တော့ positive သုံးမယ် focal line နေ focus တွေပေါ့နော် focus တွေက positive သုံးမယ်နောက် distance အောင်မှာ virtual အဲ့တော့ virtual object တွေ virtual image တွေ virtual focus တွေအတွက်ကတော့ negative သုံးပါမယ် the perpendicular distance measure of the principal exit is positive that below the principal exit in negative အဲ့တော့ principal exit ရဲ့အပေါ်ဘက်မှာ ရှိတဲ့အတိုင်းအတာအကွာအဝေးတွေဆိုရင် positive နဲ့သုံးပြီးတော့ principal exit အောက်ဖက်မှာဆိုရင်တော့ negative နဲ့သုံးပါတယ်ကြည့်အောင် sign convention for the radius of curvature of spherical surface စလုံးမျက်နှာပြင်ပေါ်မှာရှိတဲ့ radius of curvature အာတန်ဘိုးရဲ့အာတန်ဘိုးကိုလက္ခဏာသတ်မှတ်မှာဖြစ်ပါတယ်အဲ့ဒီတော့ for refraction at spherical surface စလုံးရဲ့မျက်နှာပြင်မှာအလင်းရိုင်တဲ့အခါမှာ the radius r is positive radius r ကိုအာတန်ဘိုးကို +3 ရမယ် plus r သုံးရမယ်ဘယ်အချိန်မှာလဲဆိုရင်ဘယ်အခါမှာလဲဆိုရင် the surface is a converse to what the object ဝတ္ထုဘက်ကိုခုံးသွားရင်ဝတ္ထုဘက်ကိုကွေးသွားတယ်ဆိုရင် r ဟာ plus သတ်မှတ်ပါတယ် r negative သတ်မှတ်တယ် r negative minus r အဲ့ဒါကတော့ the surface is concave toward the object object ဘက်ကိုခွတ်သွားတယ်ဆိုရင် concave ဆိုတာခွတ်သွားတယ်ဆိုရင် minus r သုံးပါမယ်အဲ့တော့ example 8.1ကိုကြည့်အောင် an air bubble is a, at the center of a glass sphere ဖန်လုံးရဲ့အလယ်မှာအာလေဘူပေါင်းလေးဖြစ်နေတာကိုလူကကြည့်တဲ့အခါမှာဖြစ်ပေါ်လာတဲ့အကြောင်းကိုဒါအဲဘလို့ဒီ refractive index ကဘလောက်အကွာအဝေးကဘလောက်အဲ့ဒီမှာ image ကိုဘလောက်အကွာမှာမြင်ရမလဲဆိုတာကိုမေးတာပဲဖြစ်ပါတယ် find the distance of the image one view from barber barber ကနေပြီးတော့ကြည့်လိုက်တဲ့အခါမှာရှိတဲ့ view ကိုမေးတာဖြစ်ပါတယ် barber ကိုကြည့်တဲ့အခါမှာတော့ဖန်လုံးပေါ့ glass view ပေါ့နော်ဖန်လုံးဖန်လုံးရဲ့အလယ်မှာဒါ barber လေးရှိမယ်ပေါ့အဲ barber လေးဖန်လုံးရဲ့အလယ်မှာဒီမှာလူကဒီဘက်ကနေပြီးတော့ရှိနေမယ် ဒါလူရဲ့မျက်လုံးပေါ့နော်ဒီဘက်ကနေကြည့်နေပါမယ်အဲ့ဒီအခါမှာဒီမှာသူက radius ကဒီ glass sphere ရဲ့ radius က r ရှိမယ်အဲ့ဒီမှာပဲ bubble ရှိနေတယ်အသက် the air bubble က at the center of glass sphere ဖန်လုံးရဲ့အလယ်မှာ air bubble ရှိနေတဲ့အတွက်အဲ့တော့ air bubble ရဲ့အကွာအဝေးကလည်း object ရဲ့ distance က u ဟာလည်း 6စင်တီမီတာရှိတယ်လို့ပြောခြင်းပဲဖြစ်ပါတယ်အဲ့တော့ radius of curvature နဲ့ u ရဲ့တန်ဖိုးဟာအတူတူပါပဲဒါကြောင့်မလို့ u equal to 6စင်တီမီတာ radius of curvature ကတော့ minus 6စင်တီမီတာဘာဖြစ်လို့ဖြစ်သွားတာလဲလို့ကြည့်ရအောင်အဲ့တော့ဘာဖြစ်လို့ minus လို့ရေးတာလဲဆိုရင်မျက်လုံးဒီလူဘက်ကနေကြည့်တယ် radius of curvature က object ကနေပြီးတော့သူက ကွန်ကစ်ပုံစံဖြစ်နေတယ်။ဘာဘယ်ကနေ view ကြည့်လိုက်တဲ့အခါဘာဘယ်ကနေရှိလိုက်တဲ့ဟာဆိုတော့ဒီမျက်နှာပြင်ခွက်တဲ့ဘက်ကို तू ကအလင်းရိုက်လိုက်တာ ဖြစ်တဲ့အတွေ့မျက်နှာပြင်ခွက်တဲ့ဘက်ရှိနေတဲ့အတွေ့ဒီ r ဟာ minus ရေးခြင်းပဲဖြစ်ပါတယ်။အဲ့တော့ဒါကြောင့်မလို့ခွက်တဲ့မျက်နှာပြင် negative sign ဖြစ်တာက surface is a concave towards the object ဆိုတာအပေါ်မှာလဲရှေ့မှာလဲဖော်ပြပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့ -6 cm အဲ့တော့ n2 က a ဖြစ်တဲ့အတွက်ဒါ n2 က1 glass ထဲရဖြစ်တဲ့အတွက်ဒါ glass sphere ဖြစ်တဲ့အတွက်ဒါ n1 ဟာဒါ n1 ပေါ့ဒီအထဲရတော့ n2 ပေါ့ n1 က1.5 n2 က1မှာဒါကြောင့်မလို့တိထားပြီးသား formula n1 u n2 v n2 n1 r အစားထုတ်ပြီးတွက်လိုက်မယ်ဆိုရင်လိုချင်တဲ့ distance dot image one view from vowel ဆိုတာကိုရလာမှာပဲဖြစ်ပါတယ်အဲ့တော့ပုံရိပ်ဟာ virtual ဖြစ်တဲ့အတွက် virtual image ရဲ့ distance ဟာ negative နဲ့ထွက်ပါတယ်သူ့လိုလိုမှန်ကန်ချက်က negative နဲ့ထွက်ပါတယ်เนาะစူးစမ်းပြီးတော့တွေ့ကြည့်ကြပါအဲ့တော့ example 8.2ကိုဆက်ကြည့်အောင် the radius of curvature of two cup surface are 20 cm and 10 cm in given figure ပုံကတော့အမှန်တကယ်ဒီမှာပေးထားရမှာဖြစ်ပါတယ်เนาะဒီမှာအဲ့တော့ center of curvature အကွေးမျက်နှာပြင်တစ်ခုရဲ့ center of curvature နှစ်ခုစလုံးကိုဖော်ပြထားတာ ဖြစ်ပါတယ်အကွေးမျက်နှာပြင်တစ်ခုရဲ့ center of curvature တစ်ခုကဒါက10 cm ဒါမျက်နှာပြင်အခွက်ဘက်ကိုဦးတည်တဲ့အတွက် object ကနေမျက်နှာပြင်အခွက်ဘက်ကိုဦးတည်တဲ့အတွက်ဒီချက်တော့ဒီ minus ဒါ10 cm ဒါက r တစ်ခုပေါ့เนาะနောက်ထပ် r တစ်ခုကကြတော့ဒီဘက်ကနေပြီးတော့20 cm ဆိုတော့နည်းနည်းလေး ရှည်သွားမယ်။ဒါက20 cm ဒါကတော့ဒီချေနောက်ထပ်ဒါချေတို့ကအဲအာဝန်နဲ့အာတုကိုခွဲကြပြီးတော့သတ်မှတ်လိုက်မယ်။အာအာ1က20 cm အာတုက negative 10 cm တစ်ဖက်နဲ့တစ်ဖက်နဲ့မတူဘူး။ဒီဘက်မှာအခွက်ဘက်ကိုဥတည်တဲ့အတွက်ချေတို့က minus ထည့်လိုက်တာပါ။အဲ့တော့ find the focal length of lens whose refracted in the glass ဖြစ်တဲ့အတွက် refractive index ကဒါ glass ရဲ့ refractive index က1.5အမြဲတမ်းဖြစ်တာများပါတယ်1.5ပါဒါဆိုရင်ဒါဒီကွေးနေတဲ့မျက်နှာပြင်မှန်ဘလူးတွေကွေးနေတဲ့မျက်နှာပြင်တွေကဒါဖန်နေပေါ့เนาะ glass ကသူတို့နှစ်ခုရဲ့ refractive index က1.5ရှိတယ်အဲ့တော့ n equal to 1.5 r1 က20 cm r2 က negative 10 cm Land Mega Equation ကိုသုံးပြီးတော့တွက်တဲ့အခါမှာသူ့ရဲ့ Focal Length ကိုရလာမှာပဲဖြစ်ပါတယ်။ Land Mega Equation ကလည်းကျက်ရပါမယ်နော်။အာတွက်ရင်းနဲ့လည်းရသွားနိုင်ပါတယ်အဲ့ဒီမှာလိုအပ်တဲ့ data တွေအစားသွင်းပြီးတွက်တဲ့အခါမှာ focal length လိုချင်တဲ့ focal length ကိုရလာမှာပဲဖြစ်ပါတယ်ဆက်ကြည့်အောင် review exercise state the sign convention for radius or curvature for the refraction of light at spherical surface illustrate your answer with diagram ရှေ့မှာလဲဒီ diagram နဲ့ပတ်သက်တဲ့ဒီ sign convention နဲ့ပတ်သက်တဲ့ explanation ကိုရှေ့မှာလဲဖော်ပြပေးသားပါပုံဆွဲပြီးတော့မှသူ sign convention ကိုသတ်မှတ်ခိုင်းတာဖြစ်ပါတယ်ဒီကျေခုနဆွဲပြသလိုပဲ center of curvature နှစ်ခုအခွက်ဘက်ကိုဥတည်တယ်ဒီဘက်မှာခုံးတာဘက်ကိုဥတည်တယ် for the refraction at spherical surface the radius r is positive if the surface is convex towards the object object c ကို သူကခုံးသွားတာဖြစ်တဲ့အတွက် radius r ဟာ positive ဖြစ်ပြီးတော့ surface the, if the surface is concave towards the object object ဘက်ကိုခွက်သွားတာဖြစ်တဲ့အတွက်အဲ့ဒီရဲ့ radius of curvature ကတော့ negative ဖြစ်ပါတယ်အဲ့ဒီအကြောင်းကိုပုံဆွဲပြီးတော့မှ ဖော်ပြခိုင်းတာပဲဖြစ်ပါတယ်စူးစမ်းပြီးတော့ရှေ့ရ concept တွေနဲ့တွဲပြီးတော့လေ့ကျင့်ကြည့်ပါနော် ။နောက် review exercise နောက်တစ်ခုက write the lens maker equation for lens lens ရဲ့ lens maker equation ကိုပဲရေးခိုင်းတာပါ။ which is the image in water ။သူကဘယ်ထဲမှာမြုပ်နေရလဲ။ရေထဲမှာမှန်ဘလူးတစ်ခုမြုပ်နေတဲ့အခါမှာရှိပဲဖြစ်ပေါ်လာမဲ့ lens maker equation ကိုရေးခိုင်းတာပါ။ပုံမှန်ကတော့ lens maker equation ကတော့ n minus 1နဲ့ရှေ့မှာရေးခဲ့သလိုပဲ n minus 1နဲ့ ီမှာ land bay ကအီကွေးရှင်းအားအန်နူမန်နဲ့အန်ဝမ်းနဲ့ရေးသလိုမျိုးဒါမီဒီယံတစ်ခုကိုဖြတ်တဲ့ water နဲ့ glass နဲ့ဖြစ်တဲ့အတွက်ဒါရေးခိုင်းတာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာက water to glass ဖြစ်ပါတယ် water to glass အလင်းနဲ့အားဖြတ်တာဖြစ်တဲ့အတွက် 1/f equal to water to glass minus n1 water ဒါ water to glass သွားတာကိုရေးထားတာပါဖြတ်တာကိုနောက်တစ်ခါ wng minus n1 1 by r1 minus 1 by r2 အဲ့တော့ f ကကြတော့ focal length of the lens in water ရေထဲမှာရှိတဲ့ lens ရဲ့ focal length က f က now the refractive index of the lens material with respect to water နောက် r1 နဲ့ r2 နဲ့ကတော့ two surface lens မျက်နှာပြင်နှစ်ခုရဲ့ radius of curvature တွေပဲဖြစ်ပါတယ်ဒီနေ့တစ်ချက်သင်မဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် ုံမုံပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်